ာပါခင်ဗျာစံတော်ချင်းတုဒ္ဒရီရအစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီတစ်ပတ်တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ကမ္ဘာပေါ်မှာအင်အားကြီးဆုံးနိုင်ငံတစ်ခုဖြစ်တဲ့အမေရိကန်နိုင်ငံရဲ့သမ္မတတွေဘောဆွဲချက်ဒီနာနဲ့ပတ်သက်ပြီးဘယ်သူတွေဆွဲချက်တင်ခံရဘူးလဲဘယ်လိုအကျိုးဆက်တွေဖြစ်လာလဲဆိုတာနဲ့ပတ်သက်ပြီးဘုဒ္ဓရဖွေရတင်ဆက်ပေးသွားမှာဖြစ်ပါရစေခင်ဗျာဒီအစီအစဉ်ကိုမတင်ဆက်ခင်မှာစံတော်ချင်းကနေထုတ်လွှင့်ပေးနေတဲ့ရုပ်သံအစီအစဉ်ကောင်းတွေကိုကြည့်ရှုချင်တဲ့ဆိုရင်တော့ဦးရဲဖော်ပြထားတဲ့ YouTube link ကိုကြည့်ရပြီးတော့ subscribe လုပ်ပေးဖို့တိုက်တွန်းချင်ပါတယ်ခင်ဗျာ feeling it or contact with it that is inappropriate. Also be in order. အမေရိကန်နိုင်ငံရဲ့ဥပဒေအရလုပ်ပိုင်ခွင့်အရှိဆုံးခေါင်းဆောင်ဖြစ်တဲ့သမ္မတကိုရိုင်းကမာယွင်းဖြစ်ချက်တုံးပြရှိခဲ့ရင်ဟွတ်တော်အစဉ်စင်မောင်းပြန်လည်ဆွဲချက်ပေးရပါလိမ့်။ထို့သဖြင့်လက်ရှိအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာဒီမိုကရက်တစ်ဘက်တော်သားတွေရဲ့ပြန်လည်ဆွဲချက်တင်မှုနဲ့ပြင်ဆင်ရပြီးတော့ကြာခင်မှာစီးနှိမ်ဖြတ်တော်အတွင်းဆုံးဖြတ်ချက်ခံယူရဖို့ရှိနေပါသေးတယ်။ ဒါပေမဲ့အမေရိကန်သမ္မတတဦးကိုစွဲချက်တင်တဲ့ကိစ္စနဲ့ပတ်သက်ပြီးနားလည်မှုလွဲမှားနေကြသလိုအငင်းပွားဖွဲ့မိကုန်တွေလည်းပေါ်ထွက်လာခဲ့ပါတယ်။ဒီနေ့ဘက်ဆံတော်ချင်းရဲ့တုပ်တရရကဏ္ဍအတွက်အမေရိကန်သမ္မတအပေါ်ပြန်လည်စွဲချက်တင်ခြင်းနဲ့ပတ်သက်တဲ့အချက်လက်တွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်။ရာဇဝတ်မှုအတွက်လူငင်းချမ်းသာခွင့်မရှိခြင်း Article 2 is adopted. American သမ္မတတဦးအနေနဲ့ပြန်လည်ဆွဲချက်တင်ခံခဲ့ရပြီးစီနေလွှတ်တော်ရဲ့အပိတက်ဆုံးဖြတ်ချက်မှာတော့တရားသိလွတ်မြောက်ခဲ့တယ်ဆိုရင်အရေးယူမခံရတော့ပါဘူး။ဒါပေမဲ့ရာဇဝတ်မှုတစ်ခုခုနဲ့ဆွဲချက်တင်ခံရရင်တော့စီနေလွှတ်တော်အတွင်းမှာလွတ်မြောက်ခဲ့ရင်တော့ဥပဒေအကြောင်းအရချမှတ်တဲ့ပြစ်ဒဏ်ကိုတော့တေချာပေါက်ခံရမှာဖြစ်ပါတယ်။ဆွဲချက်တင်ခြင်းနဲ့ပတ်သက်တဲ့နာဂတ်ဖွင့်လန်း Every single Republican voted for us. ဝါဘတ်ဂျက်တင်ခံထားရတဲ့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အနေနဲ့စီးနှင်းထွက်တော်ရဲ့ပြည်တံချမှတ်မှုကိုခံခဲ့ရမယ်ဆိုရင်အနာဂတ်ရွေးကောက်ပွဲမှာအကြောပြန်ပောင်းရှင်တန်လို့ရနိုင်မှာသလားမရနိုင်ဘူးလို့ယူဆသူတွေများပြားရှိပါလိမ့်မယ်တကယ်တော့ဖွဲချက်တင်ပြည်တံချခြင်းနဲ့တာဝန်ထမ်းဆောင်မှုဟာပြင်းထန်စီဖြစ်ပါတယ်ကျင်းကျက်နေတဲ့စီနေကတော့ပိတ်ပင်မထားဘူးဆိုရင်ဆွမ်းချက်တင်ခံရတဲ့သမလဟာနောက်ထပ်ရွေးကောက်ပွဲမှာပါဝင်ရှင်တန်ခွင့်ရှိပါတယ်။ဘယ်ပြီဆိုကျင်းလားပါ။ပြမှုအတွက်တရားစွဲဆိုခြင်း and are determined to impeach the president. American ပြည်အောင်စုကိုဥဆောင်ရတဲ့သမ္မတကိုပြန်လည်ဆွဲချက်တင်တဲ့ဒေသဟာအခြေခံအားဖြင့်တော့ပြည်မှုကျူးလွန်ထားတဲ့သူတရားကိုအခြားသူတွေက why media ဆွဲဆိုရတဲ့ဒီလိုပဲဖြစ်ပါရဲ့။တရားဆွဲဆိုခံရသူကသမ္မတဖြစ်နေရာကြောင့်လောက်ထုံးလုံးနည်းတပ်တင်တဲ့အများဆန္ဒကိုထိကြတိကြစွာစုဆောင်းနိုင်ဖို့ကအဓိကလိုအပ်ချက်ပဲဖြစ်ပါရဲ့။ I did not have sexual relations with that woman, Miss Lewinsky. ပြည်သူဝန်ထမ်းများဆွဲချက်တင်ခံရနိုင်ခြင်း တမန်တီရှောက်အများပြလာတဲ့ American သမရတွေထဲမှာစွဲချက်တင်ခံရတဲ့သမရက3ပဲရှိပါတယ်။အဲ့ဒီ3စလုံးကယာတုကလည်းနည်းနည်းမှမထိခိုက်ခဲ့ပါဘူး။အဲ့ဒီဖြစ်ရတွေကြောင့်ပြန်လည်စွဲချက်တင်ရေးဆိုတာတိုက်ကိုခတ်ခဲ့တဲ့ကိစ္စလို့ထင်စရာရှိပါတယ်။တကယ်တော့မဟုတ်ပါဘူး။ American သမရပါဝင်ဘလို့ပြည်သူဝန်ထမ်းကိုမစိုးစွဲချက်တင်ပြီးယာတုကဖြုတ်ချနိုင်တဲ့ဥပဒေကို American မှာပြဋ္ဌာန်းထားပြီးသားပါ။ထက်ခါထက်ခါစွဲချက်တင်နိုင်ခြင်း Article 1 is adopted. ြမှုတစ်ခုနဲ့စွဲချက်တင်ခံရတဲ့သမရအနေနဲ့စဉ်စဉ်ရင်ဆိုင်ကြော်ဖြတ်ပြီးနောက်ဆုံးမှာတရားသေးလွတ်မြောက်လာဖို့ရာဂိုင်းတို့မျှပြပါရယ်။ဒါပေမဲ့အဲ့ဒီသမရအနေနဲ့ညာနှောင်းပြေပျော်ရှင်ခွင့်မရပါဘူး။ဘာကြောင့်လဲဆိုတော့ချိန်မရွေးပဲတကြောပြန်စွဲချက်တင်ခံရနိုင်လို့ပါ။ကြာသေးခင်ကလည်းစီးနေလွတ်တော်ဟာသမရဒေါ်နယ်ထရန့်အပေါ်စွဲချက်တင်ထားတဲ့ကိစ္စတွေကိုပယ်ပြတ်ခဲ့တာကိုတွေ့ရပါရယ်။ဒါပေမဲ့ဒီမိုကရက်တစ်တွေကထက်ခါထက်ခါစွဲချက်တင်ခဲ့ရပဲဖြစ်ပါရယ်။စီးနေအမတ်တွေရဲ့အရေးပါမှု အမေရိကန်သမ္မတကိုဆွဲချက်တင်နေဆိုတာတိတ်ကိုအရေးကြီးတဲ့ကိစ္စဖြစ်ပြီးတော့ဆုံးဖြတ်ချက်ချမဲ့စီနေမတ်တွေရဲ့ဖြောက်မှတ်မှန်ကန်မှုကမိန့်ခွန်းထုတ်เสียဖြစ်လာခဲ့ပါတယ်။ဒါကြောင့်စီနေလွတ်တော်ထဲမှာမဲခွဲဆုံးဖြတ်တော့မယ်ဆိုရင်စီနေမတ်တွေဟာကျန်းသစ္စာစာအုပ်တွေကိုမဖြစ်မနေတဲ့စာဖို့သတ်မှတ်ပေးထားပါတယ်။ဆွဲချက်တင်မှုမှာအဓိကကြတဲ့အောက်တွတ်တော် Are there any senators in the chamber wishing to change his or her vote? အမေရိကန်သမ္မတကိုဆွဲချက်တင်ဖို့ဆိုရင်အော်လွတ်တော်ရဲ့ဆွဲချက်တင်တဲ့စီရင်ခံစာလက်ပြောင်းပြရရေးကအဓိကကြားတဲ့ကိစ္စပါ။ဒါပေမဲ့လက်ရှိသမ္မတဒေါ်နယ်ထရန့်ကိုဆွဲချက်တင်တဲ့ကိစ္စမှာတော့အော်လွတ်တော်ဟာစီရင်ခံစာကိုစီနေလွတ်တော်စီမလွှဲပြောင်းသေးပဲထိမ့်သိမ်းထားခဲ့တာကိုတွေ့ရပါတယ်။ Under the previous order the Senate stands in recess subject to ဆွဲချက်မတင်ခင်မှာယာဒူးကနှုတ်ထွက်ခြင်း မရိကန်သမိုင်းတခြားအကျင့်ပြတ်ခြားစားမှုအများဆုံးသမရအဖြစ်သတ်မှတ်ခံထားရတဲ့ Richard Nixon ဟာဇနအယောက်ယာဒုကနှုတ်ထွက်ခဲ့ပါတယ်။ဒါပေမဲ့တချို့က Richard Nixon ဟာပြန်လည်ဆွဲချက်တင်မှုကြောင့်သမရယာဒုကထုတ်ပယ်ခံရတယ်လို့ငြင်းပွားနေကြပါတယ်။တကယ်တော့သူဟာစီးနှိမ်နှုတ်တော်မှာသူပြစ်မှုအတွက်လက်ခွဲဆုံးဖြတ်မှုအခိုင်အမာတွေထဲကယာဒုကနှုတ်ထွက်ခဲ့တာဖြစ်ပါတယ်။ Put the interest of America first. I shall resign the presidency effective at noon tomorrow. ဇွဲချက်တင်ခံခဲ့ရတဲ့သမရသုံးဦးအမေရိကန်နိုင်ငံရဲ့တမိုင်းကိုပြန်ကြည့်ရင်ပြန်လည်ဇွဲချက်တင်ခံခဲ့ရတဲ့အမေရိကန်သမရသုံးရှိခဲ့ပူပါတယ်ဒါပေမဲ့စိတ်ဝင်စားဖို့ကောင်းတဲ့တစ်ချက်ကအဲ့ဒီသုံးစလုံးယာတုကမပြုတ်ခဲ့တာပါပဲသမရလင်ကွန်လုံးကျန်တက်ပြတ်ခံခဲ့ရတာကြောင့်အစားထိုးရွေးချယ်ခံခဲ့ရတဲ့ မနာအန်ဒရူးဂျွန်ဆင်ဟာအောက်လွှတ်တော်မှာဆွဲချက်တင်ခံခဲ့ရပါတယ်။အဲဒီနောက်ဘေကလင်တန်ကိုလည်းအောက်လွှတ်တော်ကဆွဲချက်တင်ခဲ့ပူးပြီးရာလူကဖြုတ်ပချနိုင်ခဲ့ပါဘူး။ခုလက်ရှိသမနာဒေါ်နယ်ထရန့်အပေါ်ဆွဲချက်တင်မှုကလည်းအောက်လွှတ်တော်ကိုကြော်ဖြတ်ပြီးစီးနှိတ်လွှတ်တော်အထိရောက်ရှိလာခဲ့ပေမယ့်ရာလူပြုတ်တဲ့အထိတော့အခြေအနေမဆိုးသေးပါဘူး။ဖျားသူကြီးရဲ့ဆုံးဖြတ်ပိုင်ခွင့်သမ္မတဒေါ်နယ်ထရန့်အနေနဲ့ပြစ်ရှိမရှိဆိုတာကိုကြားခင်မှာစီးနေလွတ်တော်အတွင်းဆုံးဖြတ်မှုခံယူရတော့မှာပါ ဒါပေမဲ့အဓိကကြရတဲ့ဆုံးဖြတ်ချက်ကိုစီနေမတ်တွေချမှတ်ပိုင်လို့မရှိပါဘူး။ American တရားလွှတ်တော်ချုပ်ရဲ့အကြီးအကဲဖြစ်တဲ့တရားသူကြီးချုပ် John Roberts ကပဲဆုံးဖြတ်နိုင်မှာဖြစ်ပါတယ်။ဒါပေမဲ့ဒီဆုံးဖြတ်ချက်အတွက်စီနေမတ်တွေရဲ့သဘောတူညီချက်ရရှိဖို့လိုအပ်ပါတယ်။ဒီတစ်ပတ်ဆန်တော်ချင်းရဲ့ဒုတိယအစီအစဉ်ကိုဒီလောက်နဲ့ပဲရနာပြပါစီခင်ဗျာ။နောက်သတင်းပတ်တွေမှာလည်းစိတ်ဝင်စားဖွယ်ရာအကြောင်းအရာတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်စောင့်မျှော်ကြည့်ရှုအားပေးဖို့ဖိတ်ခေါ်နေနှုတ်ဆက်လိုက်ရပါတယ်ခင်ဗျာ။